တော့ထုံးစံအတိုင်းကတ်တင်မသိခင် short reading လေးလုပ်ပေးမယ်ပေါ့နော်။မင်းရဲ့ age ကမင်းအကြောင်းတွေးနေသလားဆိုတာလေးလုပ်ပေးမယ်။ဒီနေ့ live မှာ age အကြောင်းလည်းမေးကြတယ်ပေါ့နော်။ဘာဖြစ်လို့အဟောင်းနေတဲ့ကနေရုံးမထွက်နိုင်ဖြစ်နေကြတာလဲစဉ်းစားလို့မရဘူးပေါ့။ Okay short reading ဆိုတော့ကို find သုံးခုပေးမယ်။1 2 and 3 ိုင်းတွေကိုယူရတဲ့အချိန်မှာအသက်ဝဝရှုမြင်ခေါ်လင်းလုံးနေတဲ့တပုံကိုပဲယူလိုက်ပါမှမစင်းသားနဲ့ကိုယ်ခေါ်နေရလို့ထင်ရတဲ့ကတ်တကတ်ကိုယူလိုက်ပါပေါ့နော်ဆိုတော့ဒါ picket cut ပါဟုတ်ပြီဖိုင်းရွေးပြီးပြီလို့ထင်ပါတယ်ရှင်ဆိုတော့ကိုဖိုင်း1တွေတွဲစားပြီးဖတ်မယ်ဖိုင်း1တို့ရဲ့ age ကဖိုင်း1နေအကြောင်းကိုတွေးနေလားအင်း ို့ပြီးတော့ရင့်ကျက်လာတာမျိုးတော့တွေ့တယ်ပေါ့နော်ခိုင်ဝမ်ရဲ့ age ကလက်ရှိမှာသူကပို့ပြီးတော့အရင်ကမင်းနဲ့တူရှိနေတုန်းကတည်းကပို့ပြီးတော့ပေါ့ပေါ့ပါပါနေတတ်လာတယ်ပို့ပြီးတော့ရင့်ကျက်လာတယ်အပြောင်းလဲတွေလုပ်ဖို့ဆန္ဒရှိနေတယ်ဆိုတာမျိုးကို နော်အကိုရဲ့ file 1နေနဲ့ relationship ထဲမှာအတူတူရှိနေတော့ file 1နေကသူ့ကိုနားကျင်အောင်လုပ်ခဲ့တာပဲဖြစ်ဖြစ်သူက file 1နေကိုနားကျင်အောင်လုပ်ခဲ့တာပဲဖြစ်ဖြစ်ရှိခဲ့တယ်ဆိုရင် तू ကဒီအချိန်မှာ like and heal ပေါ့နော် healing လုပ်ဖို့နားကျင်မှုတွေကိုကုစားဖို့ကြိုးစားနေရမျိုးကိုတွေ့ရတယ်ဆိုတော့ file 1နေ ပြောရမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တခါတလေမှသတိရတာမျိုးအရန်ကြီးမင်းမမင်းဆိုပြီးတော့ seriously တည်ရမှာအရန်လွမ်းပြီးတော့မင်းစီကိုပြန်လာချင်ပါတယ်ဆိုတာမျိုးတော့မဟုတ်ဘူး။သူ့ဘဝရဲ့အပြောင်းအလဲတွေလုံနေတဲ့ကာလမှာပေါ့နော်သူကပြောင်းလဲဖို့ကြိုးစားနေတဲ့ကာလရင်းချက်ဖို့ကြိုးစားနေတဲ့ကာလမှာအတောင်တိုက်ဆိုင်တာမျိုးရှိခဲ့တယ်ဆိုရင်မင်းနဲ့တော့အတောင်တွေကိုသူတိတ်လျက်တဲ့ပြပြန်ပြီးတော့ သတိရနေတာမျိုးတော့ရှိတယ်။သူ့ပြင်မဲ့မျက်စိကိုသူဘယ်တော့မှပြန်လာမှာမဟုတ်ဘူး။ death ရဲ့ energy ရသူကအဟောင်းတွေကို ပြန်ပြီးတော့လှည့်မကြည့်တော့ဘူး။ထားခဲ့တော့မယ်။အတ္တအတ္တတော့ energy တွေနဲ့ပဲရှေ့ကိုဆက်မယ်။သူ့ဘဝကိုသူကပြောင်းလဲမှုတွေပဲလုပ်တော့မယ်ဆိုတာမျိုးကိုမြင်ရတယ်။ဆိုတော့ fire 1နေတဲ့မှာ8ကိုမျောနေတဲ့သူရှိတယ်ဆိုရင်တော့အခွင့်အရေးမရှိတော့ပါဘူးနော်။ no second chance ပါရှင်။ဒါတည်းကအဆုံးတက်လိုက်ပြီးတော်ပြီးငါးနေစီကိုပြန်လာတော့ဘူးဆိုတာမျိုးပေါ့နော်။ ်ဟုတ်ပြီဖိုက်2อืมကုံလုံးကတော့ဒီ Oracle ကက်တွေကတော့ကောင်းကြတယ်ပေါ့နော်ဖိုင်းတူးလို့ရဲ့တစ်ဖက်သူက Oracle ရတော့သူအတိတ်ကိုလက်လွတ်လိုက်ပြီး Latin ကိုလုံးလိုက်ပြီးမင်းစီကနေသူရုံးထွက်ပြီးသွားပြီးမင်းနဲ့တော့ငါရခဲ့တဲ့ဒဏ်ရာတွေကိုထားခဲ့ပြီးတော့ပုံစံအစ်စ်နဲ့ရှင်တန်နေပြီဆိုတာမျိုးကိုမြင်ရတယ် dust နဲ့ the tower နဲ့တော့တွေ့ကြပြီဒီရနေဦးเนาะဘိုင်းတူးတွေဘိုင်းဝမ်းတော့ကမှ layer တစ်ပြက်ကြောင်းတိုက်ဆိုင်ရင်လွမ်းနေသေးတယ်လွမ်းတာမဟုတ်ဘူးစဉ်းစားမိသွားသေးတယ်ပေါ့เนาะဘိုင်းဝမ်းနေရဲ့အကြောင်းဘိုင်းတူးမှာကြားအဲ့လိုမဟုတ်ဘူးလုံးဝကိုမင်းကိုတတိမရတော့ဘူးမင်းနဲ့ပတ်သက်တဲ့အတိတ်မှန်လည်းများကိုပြီးပုံကားချပြီးတော့သူကထားခဲ့ပြီး အရှိကိုပဲဆက်သွားမယ်အစ်စ်အစ်စ်တွေကိုပဲသူလိုချင်နေဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်ဆိုတော့5 2တွေကလေဒီ h နဲ့ပြတ်တုံးကလည်းရုပ်တရက်ဆန်ခဲ့ဆိုတာမျိုးဖြစ်နေမယ်ပေါ့နော်လုံးဝကိုမမျောလင့်ထားဘဲနဲ့ပျော်နေတဲ့အချိန်မှာနှစ်ယောက်လည်းကတစ်ယောက်ကဖောက်ပြန်လို့ပြတ်သွားတာမျိုးကိုပြင်တခြားတယောက်ရှိနေတာကိုရုတ်တရက်ကြီးတိလိုက်ရတဲ့အချိန်မှာဒီ relation ကလုံးဝကိုကင်တွယ်လို့မရဘဲနဲ့ပြိုကျသွားတာမျိုးတွေဖြစ်ခဲ့လိမ့်မယ်။အခုလေသူက ရှင်းစီကိုပြန်လာဖို့စိတ်ကူးလည်းမရှိဘူးတွေးလည်းမရှိဘူးလွမ်းလည်းမနေဘူးဆိုတာမျိုးကိုမြင်ရတယ်ဆိုတော့ဒါဖိုင်းတူပါရှင်ဆိုးဆက်ပါနော်โอเคဖိုင်းရှင်อืมဒီနေ့ကျ energy ကတော့အကုန်လုံးကို first ဖြစ်နေတယ်ပြောရမယ်ပေါ့เนาะ fine 3 days ရဲ့ H ကလည်း new beginning เนาะသူ့ဘဝမှာအသက်အသက်တွေပြန်ပြီးတော့စနေပြီအပြောင်းလဲတွေလုပ်နေပြီအာနောက်ထပ်တစ်ဖန်ပြန်လဲမွေးဖွားလိုက်တလို့မျိုးပိုပဲပြောင်းလဲပြစ်ခဲ့တာမျိုးကိုတွေ့ရတယ်เนาะ fine tree ရဲ့ H ကလည်း so fine tree ရဲ့ H က fine tree ကို ကပိုင်းရွှေလွမ်းနေလားတို့တို့ကိုပြေးနေလားပြောပြပေးပါရှင်ဒီပဲอืมပိုင်းချွေးရဲ့ h ကတော့ ဖန်ရှူရီကြောင်းကိုတွေးနေတယ်နည်းနည်းလေးတော့တတိယနေတယ်လို့တွေးရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဖိုင်းထရီတွေနဲ့မင်းတို့ရဲ့ ace ရဲ့ဆက်ဆံရေးကနည်းနည်းလေးထောက်ဆက်ဆံလိမ့်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဆွဲလန်းနေတာမျိုးကိုတွေးရတယ်ချစ်ချင်းမြတ်တာဆိုတာထက်ပဲဆွဲလန်းမှုဖြစ်တာပေါ့နော်တတိပဲ seven of sauce အာဆိုတော့ပြောရမှာကဖိန်းတက်ကိုဆွဲလန်းတယ်လို့မျိုးဟိုဒရက်စ်တစ်ခုခုကိုဆွဲလန်းတယ်လို့မျိုးအာပြီးတော့ဖိုင်းရှူရီနဲ့မင်းတို့ရဲ့ ace ကြားထဲမှာ sexually အရာပတ်သက်မှုတွေလည်းရှိခဲ့လိမ့်မယ်အဲ့ဒီ အပေါ်မှာအပြန်အလှန်ဆွဲလန်းနေကြတာမျိုးတွေ့တယ်။ဆိုတော့လက်ရှိမှာ Pine Tree တွေရဲ့ age ကဘဝတစ္ဆာဖို့စူးစမ်းနေတယ်။အပြောင်းလဲတွေလုပ်ဖို့စူးစမ်းနေတယ်။သူ့မှာရီစားအစ်စ်လည်းရနေပြီ၊ချစ်သူအစ်စ်လည်းရနေပြီ။သို့တော်လည်းကိုယ့်ရဲ့ Pine Tree တွေကိုသူတို့ကတတိယနေစေပဲတန်းတာနေစေပဲမင်းတို့ပေးတဲ့ဒဏ်ရာတွေကို လိုချင်နေစေပဲလို့ပြောရမှာပေါ့နော်ကိုယ့်ရဲ့ဖိုင်ချီတွေကလူဆိုးလေးတွေလူဆိုးမလေးတွေဖြစ်ခဲ့လိမ့်မယ်မင်းတို့ကအသေးခွဲခဲ့တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီနာကျင်မှုတွေကနေသူကရုံးမထွက်နိုင်သေးဘူးဆိုတာမျိုးကိုမြင်ရတယ်။အာအဲ့လိုမဟုတ်ပဲ10%သောဖိုင်ချီတွေကတော့အသေးခွဲခံခဲ့ရတာဒီလူကကိုယ့်ကိုရက်ဆက်သွားတာတောင်မှပဲကိုကသူ့ကိုအခုထက်ထိလိုချင်နေတော့မမေ့နိုင်သေးဘူး။အာသူ့ရဲ့အထီးတွေပဲဖြစ်ဖြစ်သူ့ရဲ့ဥပုံစားပုံပဲဖြစ်ဖြစ်သူပြောတဲ့စကားလုံးတွေကိုပဲဖြစ်ဖြစ်ဆွဲမန်းနေမိတုံးဆိုတာမျိုး ကိုမြင်ရတယ်။ဒါပဲပြောပြောဖိုင်းရွှေတွေမှာတော့ဖိုင်းရွှေတွေနဲ့ဖိုင်းရွှေတွေရဲ့ h ကမပြတ်သွားသေးဘူး။ connection တွေမပြတ်သွားသေးဘူး။ခံစားချက်တွေမပြတ်သွားသေးဘူး။ ဒီ thousands ဖြစ်တဲ့ဖတ်တန်ကြီးထဲမှာပဲလဲနေကြသေးတယ်။အချောင်းတိုက်ဆိုင်မှာကိုမဟုတ်ဘူး။အချိန်ရှိတိုင်းသူတို့ကမင်းအချောင်းကိုတွေးနေတာမျိုးတွေ့ရတယ်နော်။ဆိုတော့ pine one နဲ့ pine two ကတော့လုံးဝ clear ဖြစ်တယ်။အ pine three ကတော့အဲ့လိုမဟုတ်ဘူး။အပြန်အလှန်ညှိတွေနေကြလုံးဆိုတာကိုတွေ့ရတယ်။ဆိုတော့ကိုယ့်ရဲ့ pine three တွေကို pine three တွေရဲ့ age ကတွေးနေတယ်မင်းတို့အကြောင်းကိုတွေးနေတယ်တတိယနေတယ်လွမ်းနေတယ်ဆိုတာမျိုးကိုမြင်ရပါတယ်ရှင်ဆိုတော့ဒါက collective reading ဖြစ်ပါတယ် အလုံးနဲ့တော့ energy ကိုက်နေနိုင်မယ်မထင်ပါဘူးကိုနဲ့မကိုက်ဘူးဆိုရင်လည်းမကိုက်တဲ့အတိုင်းလေးထားပြီးတော့ကြော်ွားလိုက်ပါနော် comment မှာအာမချောင်ပါနဲ့ရှင်ဆိုတော့ personal reading ဝယ်ခြင်းနဲ့ဆိုရင်တော့ message box ကိုလာခဲ့ပါ video တိုင်းဖတ်ခြင်းနဲ့ဆိုရင်တော့ screen shot လေးယူခဲ့ပါမဟုတ်ဘူးဆိုရင်တော့ကိုကခုမှရှိတဲ့ package တွေကိုပဲပို့ပေးလိုက်မှာပဲပေါ့နော်ဆိုတော့အားလုံး မင်းတို့ကိုမင်းတို့ထက်ပိုချစ်ရမယ်ချစ်တဲ့သူနဲ့တွေ့ပြီးတော့ healthy relationship လေးကိုတည်ဆောက်နိုင်ကြပါသည်ရှင် single ဖြစ်နေလိုက်ရှိမှာရှိနေတဲ့သူတွေဆိုရင်လည်းအမြန်ဆုံး relationship တဲကိုဝင်ကျင်နေဆိုရင်ရောက်နိုင်ကြပါစေပေါ့เนาะတယောက်တည်းနေရတာပျော်မွေ့နေတဲ့သူတွေဆိုရင်လည်းလွတ်လွတ်လပ်လပ်လေးရှင်းတမ်းပါဟုတ်ပါပြီရှင်။အာဒီလိုမျိုး reading လေးတွေကိုနေ့တိုင်းရကျင်နေဆိုရင်တော့ YouTube ကို subscribe လုပ်ထားပြီးတော့ TikTok နဲ့ Facebook မှာလည်းရှိတယ်။ live လေးတွေမကြာခဏလွှင့်ပြ မှာကတော့ Facebook မှာလွှင့်ပြမှာပေါ့နော် TikTok ကတော့ပေါ့ပေါ့ပပလေးတွေနေတိုင်းကြည့်ရမယ်ဆိုတော့ See you အော်မနေ့ပြန် morning message လေးနဲ့ကိုရိုးတွေပြန်တွေ့ကြမှာပဲအကြာကြီးတော့မခွဲရအောင်နော်ဆိုတော့တက်တာပါရှင်ဒါရအေးစင်းတဲ့ညကလေးကိုပိုင်ဆိုင်နိုင်ကြပါစေ